အဲ့လိုလူအဖွဲ့အစည်းကိုခေါင်းပုံထက်စားပြီးတော့ကိုကိုကိုအဲ့လိုအိမ်ဦးခံတက်နေတယ်ဘာသာရေးဆရာရောင်ရောင်ဘုံကြီးရောင်ရောင်ဗလီဆရာရောင်ရောင်တင်းအုပ်ဆရာရောင်ရောင်အဲ့လိုရောင်ရောင်ကောင်တွေကိုတော့ကျွန်တော်လုံးဝသဘောမတွေ့ဘူးအဲအဲ့လိုလူတွေနဲ့ပတ်သက်ရင်လည်းအဲကျွန်တော်မှအဲ့လိုလူတွေကြောင့်ယုံကြည်ကိုကိုမှုတစ်ခုခုကိုလက်ခံရမယ်ဆိုရင်ကိုကိုကိုတော်တော်အောက်တန်းကြရတဲ့ကောင်လို့ပဲကျွန်တော်ယုံကြည်မိမှာပေါ့နော်ကျွန်တော်ဒီဖိုးတဲ့အချောင်ဆိုရဲ YouTube channel လေးကိုကျွန်တော် Zalimet တက်ပေါ့နော် Zalimet တက်စပြီး အဲလုတ်ထစ်ခဲ့တာအခုဆို6လဝင်ကျင်ကာလကိုရောက်လာပါပြီကျွန်တော်ဒါဗီဒီယိုအပုတ်100လောက်လေးကျွန်တော် channel မှာတင်ထားတာရှိတယ်ဒီမိတ်ဆွေတွေပြည်သက်တွေလည်းဝင်ကြည့်ရင်တွေ့ရမှာပါအဲ့တော့အဲ့ထဲကတချို့တချို့ဗီဒီယိုတွေကိုကျွန်တော် TikTok မှာလည်းပြန်လေးညှဝေတာဖြစ်သလိုအဲကျွန်တော် Facebook မှာလည်းကျွန်တော်ညှဝေရလေးရှိပါတယ်အပိုင်းလိုက်အပိုင်းလိုက် reels လေးတွေထုတ်တာ TikTok မှာဆိုလည်းအဲ့လို10မိနစ်3မိနစ်ဗီဒီယိုလေးတွေထည့်ချီတာပေါ့အဲ့တော့ကျွန်တော်အဓိကဆွေးနွေးဖြစ်တဲ့အကြောင်းတွေကဘာမှဒီမှာထည့်ခဲ့တဲ့လူခွေချိုးပေါမှုအကြောင်းတွေလောလောဆယ်ယုံကြည်ကိုးကွယ်မှုအကြောင်းတွေ ရိန်ဂျာလူမျိုးစုတွေလူခွင့်ချိုးဖောက်ခံရလူမျိုးလုံးတက်ဖြတ်ခံရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့အကြောင်းတွေလေးကျွန်တော်ပြောခဲ့သလိုအခုခေတ်ကြိုင်နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေးကျွန်တော်သုံးသပ်ဆွေးနွေးတာရှိပါတယ်။အခုဒီဘက်ပိုင်းဆိုရင်တော့ကျွန်တော်ကအဓိကအားဖြင့်တော့ဒီကျန့်ဟိုဘောကျန့်ခံရေးတော့နော်ဟိုပြီးသုံးလုံးပါတီတော့ဒီကကိုစလီတွေဥက္ကဋ္ဌတွေရဲ့2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုချက်တွေပေါ်မှာကျွန်တော်ကျွန်တော်ပြန်လေသုံးသပ်တာတွေပြောဆိုဆွေးနွေးတဲ့အပိုင်းလေးလေးလှုပ်ဖြစ်ပါတယ်။ အဲ့တော့အဲ့မှာပဲအဲ့မှာလောက်ကြအဲ့ဗီဒီယိုတွေကျွန်တော်ရိုက်ကြတယ် YouTube ဗီဒီယိုတွေရိုက်ကြတယ်အဲဒီလို TikTok မှာ share တယ် Facebook မှာ share တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ရောလို comment တွေတက်လာတယ်ဗောနော comment တွေတော့တချို့ဆေးကြဆိုကြလေးရှိပါတယ်အဲတချို့ဒိုင်းဆန်ဆိုင်ပြောဆိုတာလေးရှိတယ်ဗောနော်ဒါပေမဲ့အဲ့ထက်မှာအငြင်းတမ်းမကြမကြပါလာတဲ့မေးခွန်းတစ်ခုလေးရှိပါတယ်အဲ့မေးခွန်းလေးလေးကျွန်တော်ဒီနေရာမှာ reply လုပ်တဲ့သဘောနဲ့ကျွန်တော်ပြန်လေးတင်ပြခြင်းဖြစ်ပါတယ်ဗောနော်အဲ့တော့မေးခွန်းကအငြင်းမေးကြတဲ့တော်နေရာမေးကြတဲ့မေးခွန်းကဗောနော် ကျွန်တော်ရိုဟင်ဂျာအကြောင်းတွေဘာတွေပြောကြပြီဆိုရင်လည်းကျွန်တော်အာဘန်ဂါလီလားမင်းကဘန်ဂါလီလားဆိုပြီးတော့ပြောကြတယ်။နောက်မွတ်စလင်လားပေါ့နော်။အဲသူတို့ကတော့ဒီနေရာမှာကျွန်တော်တို့သူတို့သုံးနေတိုက်ရိုက်သုံးနေစကားကိုလိုအဲ့လိုပြန်သုံးကြခြင်းပြန်သုံးပြခြင်းဖြစ်ပါတယ်။အဲကြီးစုနားထောင်နေကြတဲ့အဲရဲဘော်တွေမိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီစကားလုံးသုံးလုံးသုံးလိုက်တာမှာစိတ်နှောရှက်ဖြစ်ရတယ်ဆိုလည်းတောင်းပန်ပါတယ်။အဲ့ဒါကတော့ကလားဆိုတဲ့စကားပါ။ဟာမင်းကလားပဲမင်းကလားကောင်အဲဒါမျိုးသုံးပြုတ်ဆိုသုံးဆွဲတာကြီးလေကျွန်တော် အများကြီးတွေ့ရတယ်ဗောနော်ကလာဆဲကြတာဗောတချို့ကြောင့်လည်းမေလိုကလာပါနေရလို့ကလာပါနေရနေလေကျွန်တော်ဆဲကြတာကြီးလေးကျွန်တော်ရှိပါတယ်အဲ့တော့အဲ့မှာမိကွန်းတော်တော်များများကျွန်တော်လည်းကြုံရင်ကြုံလို့ထည့်ပြောပြတယ်ကျွန်တော်ဒီအကြောင်းနဲ့ပြောနေပြီကျွန်တော် is number 1မဟုတ်ဘူးကျွန်တော်ကအဲနေပြီးဘာသာယုံကြည်ကိုယ်ပြမှုမှာမလိုက်နာတည်းဘူးတနည်းအားဖြင့်ပြောရင်တော့ဘာသာမဲ့ပေါ့နော်ဘာသာမဲ့ဆိုရဲစကားလေးကိုလေကျွန်တော်ခဏခဏသုံးပြတယ်သုံးပြတဲ့အခါကျတော့ဒီဒီမေးလာတွေမေးခွန်းလေးတွေ comment မဲ့လာတွေဟာတွေမှာကျွန်တော်ဘာကြောင့်ဘာသာမဲ့တာလဲဘလို့ဘာသာမဲ့တာလဲဆိုရဲအကြောင်းလေး အဲ့လိုမေးကြတာရှိတယ်ဗောနော်အခုကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့အယူအဆနဲ့ကျွန်တော်ဘဝအစိပ်ပိုင်းအကြောင်းလေးပဲအဓိကမူတည်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ဘာသာမဲ့တာလဲတော့ဘာလို့ထက်ဆိုင်ရင်ကျွန်တော်ပြောချင်တာကတော့ဟိုကျွန်တော်ရဲ့ identity identity crisis ပေါ့နော်ကျွန်တော်ရဲ့ကိုယ့်ကိုယ်ကိုဘယ်သူပဲဝါဖြစ်ကြောင်းမှတ်ယူခံစားရတဲ့အခြေအနေနဲ့ပတ်သက်တဲ့သုံးသပ်ချက်ကလေးကိုကျွန်တော်ပြောချင်တာပါအဲ့တော့မိတ်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်မိသားစုက အစ္စလမ်ဘာသာဝင်တွေပါကျွန်တော်မိသားစုကအစ္စလမ်ဘာသာဝင်တွေဖြစ်တယ်အဖေအမေအကိုအမအားလုံးဒီအစ္စလမ်ဘာသာဝင်အဲ့တော့မိဘနှစ်ဖက်စလုံးဘက်ကလည်းအစ္စလမ်ဘာသာဝင်တွေအော်လူမျိုးအနေနဲ့ပြောမယ်ဆိုရင်တော့လူမျိုးအနေနဲ့ပြောမယ်ဆိုကျွန်တော်အဖိုးနှစ်ယောက်ရှိတယ်ကျွန်တော်အဖိုးနှစ်ယောက်စလုံးကတော့ဒါကိုလိုနီခေတ်မှာပမာဏဒီမိုရောက်ရှိလာတဲ့ diaspora ပေါ့နော်ဒီလိုရောက်ရှိလာတဲ့ bengali လူမျိုးတွေဖြစ်ပါတယ်ဒီနေရာမှာအဲခင်ဗျားတို့ကွဲပြားစီခြင်းတဲ့ကိစ္စ bengali လို့ပြောရတဲ့နေရာမှာတကယ် bengali ကိုပြောတာပါအခုခင်ဗျားတို့ rohingya တွေကို bengali bengali အဲ့လိုပြောနေတဲ့ဘင်္ဂလီမျိုးမဟုတ်ပါဘူးတကယ်ရိုဟင်ဂျာရိုဟင်ဂျာကိုခဏရောထင်နေဘင်္ဂလီမျိုးမဟုတ်ရိုဟင်ဂျာဒီရိုဟင်ဂျာကျွန်တော်ကတော့ဘင်္ဂလီအဲ့အဲ့တော့ခဏရောဘင်္ဂကျွန်တော်ဘင်္ဂလီဘင်္ဂလီဆိုပြီးဆွတ်ဆွေးရင်တော့မမအောင်ကိုကျွန်တော်တကယ်ဘင်္ဂလီအစ်စ်ပါအဲ့စစ်တော်ကိုဘင်္ဂလီကာတရားပါဘာကြောင့်လဲဆိုတော့သူတို့ ਨੇ ဒီဒေသခံအဲညီမအမျိုးသမီးညီမမွတ်စလင်အမျိုးသမီးတွေ ਨੇ အိမ်အောင်ကြပြီးရဲ့အခါမှာအဲကျွန်တော်အဖေနဲ့အမေနဲ့ပေါ့နော်သူတို့ကိုယ်တိုင်ကကာတရားလို့ပြောအောင်ပါဘောမွေးဖွားတယ်နောက်သူတို့နှစ်ယောက်ကနေပေါင်းပြီးမွေးလိုက်တဲ့အခါကျတော့ကျွန်တော်ထစ်လာတယ်ပေါ့နော်အဲ့တော့ ဆိုလိုချင်တာကတော့မှတ်ပုံတင်ထဲမှာဆိုရင်တော့ကျွန်တော်တို့ဒါဘင်္ဂါလီပမာလို့ရေးတယ်။အဲတကယ်ကတော့ကျွန်တော်ပမာဆိုတာတိုင်းပြည်လိုပဲသိမှတ်တယ်လူမျိုးကိုမြန်မာလူမျိုးပဲသိတယ်။မြန်မာစာမြန်မာဂီတမြန်မာတိုင်းပြည်ညာမြန်မာလူမျိုးဆိုပြီးကျွန်တော်သိမှတ်နားလေတယ်။အဲကျွန်တော်လေ့လာမှုတွေအရာလေအဲ့လိုပဲညွှန်ပြတဲ့အခါကျတော့အဲကျွန်တော်ကဘင်္ဂါလီမြန်မာကာတရားတယောက်ပေါ့။အဲ့တော့မိသားစုကတော့ဒီအစ္စလမ်ဘာသာကိုးကွယ်တဲ့သူတွေဖြစ်ခဲ့တယ်ပေါ့။အဲ့တော့ကျွန်တော်ဒီ identity crisis ကို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 ဘယ်သူဘယ်ဝါလဲဆိုတဲ့ကိစ္စကိုစပြီးကျွန်တော်ဂျုံဂျုံတွေ့ရတဲ့ကိစ္စကိုစတင်ကြောင်းပါပါ။ ကျွန်တော်ဒီရက်ွက်ထဲမှာလည်းမဟုတ်ဘူးပဝင်းချင်မှာလည်းမဟုတ်ဘူးသူတို့ကိုလို့ရှိနေစာတင်ချောင်းကိုရောက်တဲ့အချိန်မှာကျွန်တော်ဒီအဲငါဒီသူတို့နဲ့မတူပါလားဆိုတော့စတင်ပြီးတော့ခွဲခြားဆက်ဆံမှုမျိုးကိုကြုံရပါတယ်အခုကျွန်တော်အသက်ကြီးလာတော့နားလေတဲ့ခါနားလေလာတဲ့ခါပေါ့နော်တချို့လေးလာမှုတွေရဲ့နားလေလာတဲ့ခါမှာဒီစာတင်ချောင်းတွေဆိုတာចောင်းသားတွေကိုတရေနီပေါ့နော်ဏီသူဏီဝါခွဲခြားပြီးလိုရမယ့်နေရာမဟုတ်ဘူးပေါ့ဒါမဲ့ကျွန်တော်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ကလေးဘွားတစ်ချောက်လုံးမှာပေါ့နော်တစ်ချောက်လုံးမှာဆိုရင်တော့ သူကဒီចောင်းសិយាမរីဒီចောင်းអ ндай វိုင်းកូរ៉ៃមកဒီចောင်းသားរីမပြောသေးဘူးប៉ុเนาะចောင်းသားမဟုတ်တော့ဒီចောင်းអ ндай វိုင်းកូរ៉ៃហួကျွန်တော်တို့ក្លားလို့ပဲတို့អធិមတ်ပြူတယ်ក្លားလို့ပဲញញចាប់ဒါဟိုကဟိုကိုကိုကိုတတ်မှတ်ချင်းခံလိုက်ရတာဘောငါကလားဘောနော်ဘာကြောင့်လဲဆိုကျွန်တော်ဒါသူငယ်တဲ့တန်းចောင်းနေစနေဘူးတဲ့အချိန်မှာဟိုကျွန်တော်တို့အဲ့မှာဒီဆရာဆရာမလာပြီဆိုရင်ဒါမင်္ဂလာပါဆရာမနော်ကျွန်တော်တို့နှုတ်ဆက်ကြတယ်အဲနောက်ပြီးွားရင်ပြင်စကုနဲ့အဟံဝင်နာမီအစရိယကုနဲ့ အဲပါလေကျွန်တော်မမမီတော့အဲအဲ့မျိုးကျွန်တော်နှုတ်ဆက်မှုတွေနဲ့ကြုံရတယ်လောက်ရတယ်ဗောနော်ကျွန်တော်လောက်ကလေးခြေပြီး it's okay fine ဒါကျွန်တော်လည်းကြည်နူးတယ်ဒါအဲ့အိမ်ကတော့ဒီဆရာဆရာမတွေဆိုတာဒါအင်မတန်လေးစားစရာကောင်းတဲ့ပုံကိုယ်လေးလိုပဲဒါမိဘတွင်တင်ဆုံးမမှုနဲ့ပတ်ဝန်းကျင်အရာကျွန်တော်ကထင်မြင်ခဲ့တာဟုတ်ဒါပေမဲ့အဲ့လိုလူမျိုးကြီးခွဲခြားဖိနှိပ်တဲ့ဟာတွေဆိုတဲ့အကြောင်းကတော့ကျွန်တော်နောက်ပိုင်းမှာတစ်ထည့်နေနားလေလာတာ အဲ့တော့ပြီးွားပြီဆိုရင်ကျွန်တော်ចောင်းစားတက်ပြီဆိုရင်အဲ့ရန်ចောင်းနေမှာဒါဖះရှိခိုးရင်းစနစ်ရှိတယ်ဗောနော်လေဒီဆရာတို့ဖះကြီးရဲ့ဟိုဒီတံပေါက်ကာထာတွေကနေကျွန်တော်တို့ဖះရှိခိုးကြတာဗောနော်အဲ၃လူရှင်မင်းကျွန်းထိတ်တင်ကောင်းငင်စကြဗလာ net ပါမာတို့ net ပါမာတို့နေညာ၃နေညာပေါင်းစုတောင်းမှန်မှုကြောင့်အဲစသည်ဖြင့်ဗောနော်ဟိုဝါဆိုလာတီအစင်မင်းနေဝေစသည်ဖြင့်ဗောလေးလုံးဆက်ကာထာတွေဖះရှိခိုးကာထာတွေလောက်ရတယ်ဟိုကြက်ဟိုစုစုတောင်းပြီးရောမနေ့ကျရင်ဖះရှိခိုးရတယ်ဗောအတန်ဘယ်အတန်မှမစဘူးအဲ့တော့ကျွန်တော်က ကိုကိုကိုဘသူဘောဘေဝါမှန်ကိုကိုကိုဘာယုံကြည်လက်ခံမှန်ကျွန်တော်တို့အင်တန်နုနေတဲ့အရွယ်မှာတော့ကျွန်တော်မသိသေးတဲ့အချိန်မှာ哦ကျွန်တော်တို့ကအဲ့လိုပေါ့နော်ကျောင်းကနေပြီးတော့အေးနင်တို့ကလားတွေအဲခရစ်ယာန်တွေအဲမွတ်စလင်တွေအဲဖျောက်ရှစ်ခိုးစရာမလိုဘူးအဲကိုဘာသာကိုယုံကြည်မှုဘယ်အာတူထားပါဒီမှာဟိုဟာပေါ့တခြားဗုဒ္ဓဘာသာဝင်တွေရှစ်ခိုးမင်းနေနေစိမ့်ဆိုင်အတန်မထွက်နေဆိုတဲ့ခါမျိုးနဲ့ကျွန်တော်တို့ဂျုံတွေ့ရတယ်ပေါ့ဂျုံတွေ့ရတော့အဲ့မှာရင်စပြီးတော့ကျွန်တော်တို့ဘဝမှာ အဆန်တန်းပေါ့နော်ငါတို့ကသူများနဲ့မတူညီဘူးပေါ့နော်ဒါကိုမိသားစုရဲ့အဲစဉ်သက်လာတဲ့ကျွန်တော်ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ကလည်းရွေးချယ်ခွင့်ရှိတာမဟုတ်ဘူးလေဘယ်ဘိုက်ထဲမှာမွေးဖွားလာမယ်ဘယ်လိုလူမျိုးလိုက်ဘိုက်ထဲမှာတထေးလားဆင်းရဲသားလားအဲကလာလာတရုတ်လားမွတ်စလင်လားခရစ်ယာန်လားဒါမျိုးကျွန်တော်ရွေးချယ်ခင်ရတာမဟုတ်တာကျွန်တော်ကကျွန်တော်မွေးဖွားလာရတဲ့သူတယောက်ပဲဒါပေမဲ့အဲ့လိုပတ်ဝန်းကျင်နဲ့စပြီးထိတွေ့ရတဲ့အချိန်မှာကျွန်တော်ကအနည်းငယ်အဲ့လိုခြံလက်ဖေကျင်ခံရတဲ့အနေအထားနဲ့ကျွန်တော်စပြီးတော့ ကြုံတွေ့ရပါတယ်အဲ့မှာကျွန်တော်ကိုကိုဘသူဘဝဖြစ်တယ်ဆိုတဲ့အကြောင်းကို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 မတုံးသက်ဘူးဆိုရင်တော့ပတ်ဝန်းကျင်နဲ့တုံးသက်ပြီးကျွန်တော်ကိုအဲဒစိမ့်တရားစာတယောက်အနေနဲ့ကျွန်တော်တတ်မှတ်လိုက်တာဗောနော်တတ်မှတ်လိုက်တယ်အဲအဲ့လိုပဲဒါဟိုကျွန်တော်ယုံကြည်ကိုကိုွယ်မှုကိစ္စတွေမပါသေးဘူးငွေဘဝထက်တန်းမှုမအောင်အဲ့လိုပဲကြောင်းမှဆိုလဲဆရာဆရာမတွေရဲ့အဲ့လိုဟိုကျွန်တော်ငငယ်တုန်းက96တန်းလောက်မှထင်မိနေသူတွေညီမသမိုင်းတင်ရတယ်ဗောနော်တင်ရပြီဆိုရင်ကိုလိုနီခေတ်နဲ့ပတ်သက်တဲ့ကိစ္စတင်ကလားဘမှာအထီးရုံအောင်တင်ရပါတယ်အဲ့တော့ အထောက်အကူ30ခုနှစ်မှာကလာဘမှာပထမကြိမ်ကလာဘမှာအထောက်အကူ30မှာဖြစ်တယ်ဆိုရင်ကလာဘမှာအထီးကရုံးတော့ပြောလိုက်တာ ਨੇ အဲ့လိုတကြောင်လုံးမှာရှိရသူတွေအားလုံးညလုံးကကိုယ်အကြည့်ခံရအော်ကိုယ်ကလည်းဘာလို့မှမသိဘူးပေါ့နော်အဲ့လိုပဲဆရာမကလည်းအဲ့လိုမဲလေးငော့ပြီးတော့မကလာဘမှာအထီးကရုံးဆိုပြီးကိုယ့်ဘက်လှုပ်ကြတယ်ခဏတော့မယုံမရှိနဲ့ကျွန်တော်လီစေပြီးပြောနေရမှာပေါ့ဒါကျွန်တော်တကယ်ဘဝအတွေ့အကြုံပေါ့အော်အဲ့မာရီကငါဘာများစောက်ကြည့်လုံးမိလို့လဲပေါ့နော်ဘာကြောင့်ငါဒီလိုကြီးဆက်ဆံခံရလဲဆိုတဲ့ကိစ္စကျွန်တော်တို့မင်းကုန်းထုတ်เสียကိုကုတ်ကူမင်းကုန်းထုတ်เสียတယ်ဖြစ်လာတယ် အဲနောက်တစ်ခါကျရင်ဟိုမော်လဝီနဲ့ယောဂီစာအုပ်နော်မော်လဝီနဲ့ယောဂီစာအုပ်ကဘယ်လိုစသည်ဖြစ်ပေါ့ဗျာအဲဒါမျိုးတွေဆိုရင်လေចောင်းထဲမှာစာတင်နေရင်းတွေကိုကျွန်တော်တို့ကဒီလိုတိုက်ခိုက်ခံစားရတဲ့အတွေ့အကြုံတွေအများကြီးကျွန်တော်တို့ကြုံရတယ်။အော်ကလကလဝချီစာတို့ဘာလို့ဆိုတာတော့အပြော့ပေါ့ဗျာဒါဘာမှမဟုတ်ပါဘူး။အဲ့လိုပဲအဲဆရာကရိုဝဲတွေဘာတွေမှာဆိုရင်လေအဲကျွန်တော်တို့ဒီအဲ့လိုဘာလို့မှမသိတဲ့ရောင်းချာချာလူတွေပေါ့နော်။ရောင်းချာချာလူတွေအနည်းဖြစ်ရတယ်။အော်နင်တို့နင်တို့ပြီးရင်တခါနင်တို့ဘာသာမှာဆရာဆရာမဟုတ် အဲကတော့ဒါမရှိဘူးအဲအကြောင်းမလို့အပြင်မာနေတိတ်တိတ်နေအတန်မစူနဲ့အဲစသည်ဖြင့်ပေါ့နော်ခုဟိုကျွန်တော်ဒီနေရာမှာပြောချင်တဲ့ကိစ္စအဓိက point ရတာဆရာဆရာမတို့ကတော့တွေဆိုတာလည်းကောင်းတယ်ဖျားရှိခိုးဆိုတာလည်းကောင်းတယ်ဒါပေမဲ့စာတင်ကြောင်းလိုနေရာမျိုးမှာဘာသာသုံးလူမျိုးစုံအတွေးခုပေါင်းစုံအဲလူမျိုးပေါင်းစုံရှိနေရင်ချင်းမှုတလိပေါင်းစုံရှိနေလူငယ်တွေចောင်းသားတွေကိုအဲ့ချိန်တွေကစပြီးတော့ဒါကိုဟဲ့ပြအောင်ခွဲကြအောင်တင်မလိုက်တဲ့အတွေ့အကြုံကြီးဒီကျွန်တော်ဘဝအတွက် trauma ဖြစ်ပါတယ်အဲအဲ့လိုပြောရင်ဆော့ဖို့ပြောတယ်လို့ပါလို့ခင်ဗျားတို့ညင်ကျင်လို့ရတယ်အဲဒါမဲ့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဟိုတခြားဒီဗုဒ္ဓဘာသာဒေါမုံညမာလူမျိုးမဟုတ်တဲ့သူတွေကိုမေးကြည့်ပါဘောနော်ဒါမျိုးအတွေ့အကြုံနဲ့ခံစားချက်တွေသူတို့ဒီမှာလေအနေနဲ့အများဆိုရှိကြလိမ့်မယ်တချို့ကကြတော့မသိလိုက်တာတချို့ကကြတော့လစ်လူရှူတာရှိတယ်အဲခံစားရတဲ့သူကတော့ပုံမှန်မိတယ်ဆိုတဲ့သဘောကလေးရှိတာဗောအဲကျွန်တော်အဲ့လိုအချိန်လေးကစပြီးရောဒါမျိုးတွေတွေ့ကြုံခံစားရတယ်အဲ့တော့ပြန်ဆက်ရမယ်ဆိုရင်တော့ is never the winning ကျွန်တော် အဖေနဲ့အမေမိသားစုအကုန်လုံးပေါ့နော်အဲ့တော့အဖေဆိုရင်လည်းဒါကျွန်တော်ဒီဘက်ကအစ္စလာမ်ယဉ်ကျေးမှုအရာတော့ဘာသာရေးယုံကြည်မှုအရာပြောမယ်ဆိုရင်နမာဇီလို့ခေါ်မလားဗျာတကယ်ဘာသာရေးယုံတည်ကိုင်းဆိုင်နေသူပါအဲ့သူဒီတနေ့၅ချိန်ဒါနမတ် နော်ဆလတ်ဝတ်ယူတယ်ဖျားရှိခိုးတယ်နော်သူဟိုပလီကိုသွားပြီးဟိုဝတ်ယူနိုင်တဲ့အခါဝတ်ယူတယ်အိမ်မှာဝတ်ယူတဲ့အခါဝတ်ယူတယ်တောက်ကြနေကြရင်ဒါအစ္စလာမ်ဘာသာဝင်နေတဲ့အတွက်ဒီဂျိုမာနမက်ဆိုသူသွားရင်လေကျွန်တော်တို့ခေါ်ွားတယ်တခြားအချိန်တွေပြည်သွားတဲ့အခါမှာလေကျွန်တော်တို့ခေါ်ွားတယ်။ Okay အဲ့မှာလေးကျွန်တော်တို့ဒါဘာသာရေးနဲ့ပတ်သက်ပြီးစပြီးတော့ကိုကိုကိုဒါစတင်ရတယ်ဒါအဖေအမေကအစ္စလမ်ဖြစ်တဲ့အတွက်ကိုကလေးအလိုလိုနေအစ္စလမ်ဖြစ်လာတယ်အဲကျွန်တော်တို့ဒီကိုရမ်ကျမ်းစာကိုကျွန်တော်တို့ဖတ်နိုင်ဖို့တင်ရတာရရှိတယ်နောက်ပြီး methods ပေါ့နော်ဒီအစ္စလမ်ဘာသာ methods ပညာရေးလို့ပြောမလားကျွန်တော်တို့ဒီအစ္စလမ်ဘာသာရေးနဲ့ပတ်သက်တဲ့အခြေခံပညာရေးတွေကျွန်တော်တင်ရပါတယ်တင်ရရင်လည်းအဲဒီလိုပဲဟိုဘာသာရေးထုံးတမ်းတလေးတွေနော်ဖျားသခင်ဆိုတာဘလို့အဲနောက်တစ်ခါကျတော့စသည်ထင်ပေါ့နော်အဲ့တော့ တင်ရတာကြီးကြားရတယ်ပလီစီယာတွေနောက်စသည်ဖြင့်ကျွန်တော်တို့တင်ကြားပေးကြတယ်ဟိုဟာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဒီနေရာမှာခင်ဗျားတို့ဒါအစ္စလာမ်ဘာသာဝင်မိတ်ဆွေတွေရှိတဲ့အခါကြရင်လေခင်ဗျားတို့ကျွန်တော်တနာတာတို့စိတ်ဆိုးတာတို့ပုံစံမျိုးစုံလေးထင်နိုင်ပါတယ်ဗောနော်ကျွန်တော်ကကြတော့အနေမတူဘူးဖြစ်သွားတဲ့အခါမှာအဲကျွန်တော်အနေနဲ့ကကြတော့ဒါတွေစတင်ကြားရတဲ့အချိန်မှာပဲကျွန်တော်တို့အတွက်ဒီ10နှစ်ကျော်အသက်10နှစ်ကျော်ဗောနော်အဲ12နှစ်13နှစ်ထင်းနေကြအယူရောက်လာတဲ့အချိန်မှာပဲကျွန်တော်မှ question ရှိလာပါတယ်အဲ့ဒါတော့တစုံတစ်ခုကနေ ီကမ္ဘာလောကကြီးဒါကြီးကိုဖန်တီးထိမ့်ချုပ်ထားတယ်ဆိုတဲ့အမြင်ပေါ်မှာကျွန်တော်ဘဝင်မကြနိုင်ဘူးကျွန်တော်ဘဝင်မကြနိုင်ဘူးပေါ့နော်ဘာဟွိုင်းပေါ့ဒါကျွန်တော်ဉာဏ်မမီရလည်းဖြစ်နိုင်တယ်အခုတည်းကဉာဏ်မမီရလည်းဖြစ်နိုင်တယ်နော်ဘာလို့ဆိုတော့ဒါယုံကြည်သူပုံကိုယ်တွေအတွက်ဆိုရင်တော့ဒါတို့ကတော့ယုံကြည်လက်ခံကြလိမ့်မယ်ကျွန်တော်နန်းသလီပါလို့ပြောရမှာမယုံကြည်သူဖြစ်သွားတဲ့အခါကျတော့အော်ကဘာကြီးကိုဒါထာဝရဘုရားသခင်အလာဂေါ့ เนาะဒါအကုန်လုံးကနေပြီးတော့ဖန်တီးပြီးတော့ဒါကြီးဒီစနစ်တကျဖြစ်နေတယ်တော့မို့ chaos ဖြစ်နေတယ်ပေါ့เนาะ chaos ဆိုတော့ပျော်ဖျင်းနေပြန်ပြီးတော့စနစ်ကျနေတဲ့ပုံစံမျိုးကြီးမှရှိနေတယ်ကဘာပြတ်တဲ့နေ့ကိုယုံကြည်ရမယ်အဲတမန်တော်မိုဟာမက်ဒီနောက်ဆုံးတမန်တော်ဖြစ်ရမယ် okay အကဘာပြတ်တဲ့နေ့ပေါ့เนาะဒါဟိုဟာယုံကြည်ဆိုလေးဒါကျွန်တော်ယုံကြည်လို့ရတယ်ငငယ်တော့အသင်ချောင်းမှုပဲဒါပေမဲ့ခက်တာကျွန်တော်တို့ပြဿနာကြတော့ဗာလေးဆိုတော့ကလေးဘွားရေကျွန်တော်စကြုံရတဲ့ပြဿနာပေါ့เนาะကဘာကြီးကိုတုံးတရားဖန်တီးရေဆိုရဲကိစ္စကျွန်တော်လက်မခံနိုင်တော့အဲ့တော့ နောက်တစ်ခါကျွန်တော်စာလေးပေလေးဖတ်လာတယ်ဖတ်လာတဲ့အခါမှာကျွန်တော်တစ်ဖက်မှာဒီ evolution ကိစ္စတွေ darwin theory တွေနော်လူတွေအဆင့်အဆင့်ပြောင်းလဲလာတဲ့ fossil တွေဘာတွေပေါ့နော်ဒီကြောက်ထိပ်ယုတ်ကျွင်းပညာရက်တွေတတိယနဲ့အသိဉာဏ်မိုးကုတ်ဆောင်ဝင်ကြေလာတဲ့အနေနဲ့ကျွန်တော်ဒါတွေဖတ်မိတဲ့အခါမှာ အဲတခြားမိမိဆွေတွေပုံကိုယ်တွေပညာရှင်တွေចောင်းသားတွေဖက်ရင်တော့တို့ဘယ်လိုတုံ့ပြန်ကြလဲမသိဘူးကျွန်တော်တို့ကတော့တန်လျာပူညားလာတယ်ဗောနော်ဒါကြီးကအစ်စ်မန်ဟော်ရလား reality ဟော်ရလားအဲဘာသာရေးဆိုတော့ငါ့အတွက်ဂျင်းထည့်ထားလာဗောနော်အဲအဲ့ဒါနဲ့ပဲကျွန်တော်ဒီဒီဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့အခြေခံအယူဆမှာအစကျွန်တော်ဒီပြဿနာတက်လာတယ်ဗောပြဿနာတက်လာတော့ကျွန်တော်ဒီတစ်ပြေးနဲ့ဒီအပေါ်မှာကျွန်တော်ရင်မခုံတော့အနောက်တစ်ခုကကြတော့ဘာလဲဆိုတေဆုံးခြင်းနဲ့ပတ်သက်တာဗောနော်ကျွန်တော်ထင်တယ်ဒီဘာသာယုံကြည်ကိုးကွယ်မှုတွေရဲ့ အစိပ်ပိုင်းတော်တော်များများရေးအဓိကပေါ်လူထစ်နေတဲ့လူဘဝကြီးတွေအရေးကြီးဆုံးပဟေရီးကတည်ခြင်းလို့ကျွန်တော်ထင်တယ်။ဟိုကကမောင်မှာကျွန်တော်တခြားအရာတွေကိစ္စတွေအားလုံးပုံဖော်လို့ရတယ်။ဒါပေမဲ့တည်ဆုံးခြင်းနဲ့ပတ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ပုံဖော်ဖို့အင်တိုက်ခက်ခဲတယ်။ဘာကြောင့်လဲဆိုတော့တည်ပြီးရင်ဘာထစ်သွားလဲဆိုတဲ့ကိစ္စကိုကျွန်တော်တို့ပြန်ပြောလို့ရရင်သူဘယ်သူမှမရှိဘူး။အဲ့တော့အဲတချို့ကပြောကြရဲတေဝိုင်းဝင်းညင်ဖြစ်သွားတယ်တချို့ကကြတော့ငရဲဟိုဒါမကောင်းတာလုပ်ခဲ့ပြီဆိုငရဲရောက်မယ်အဲဒါမွတ်စလင်တို့အစ္စလာမ်ဘာသာအနေနဲ့ဆိုရင်လည်း ဂျန်နက်တော့ဂျဟန်နာတို့ရှိတယ်ဗောနော်ငရဲတော့ဒါကျွန်တော်နက်တီတော့နော်နေဒါမျိုးရှိကြတယ်အဲ့တော့ဒီဟာရောက်တယ်ဆိုတဲ့အပေါ်မှာလည်းကျွန်တော်ယုံကြည်မှုမရှိအောင်တထည်နေဘာတလို့လဲဆိုတော့ဘယ်သူမှလည်းတက်တယ်မပြနိုင်ဘူးဒီနေရာမှာကျွန်တော်အစိုးရရဲ့စကားပလင်ခံတယ်နော်ဒါယုံကြည်သူတွေအတွက်ကျွန်တော်ဟိုဟာကျွန်တော်စကားဒီအခါတော့အထင်မှဆိုလို့ဗောနော်အဲကျွန်တော်မယုံကြည်သူမဟုတ်လို့ဒီလိုနေတာယုံကြည်တဲ့သူတွေအတွက်ဟာသူ့ဘက်သူဘယ်လိုယုံကြည်ယုံကြည်ဒါဒီအစင်ပြေတဲ့ကိစ္စပဲအဲ့တော့ကျွန်တော်ဒီအဲဒီအစ္စလမ်ဘာသာထားပါတော့ ကျွန်တော်နောက်ပြီးစာရေးပေးရဖတ်ရှုတဲ့အခါကျတော့ဒီ Chris Christian ဒီနဲ့ပတ်သက်ပြီးလေ့လာရှိရဲ Jewish ပေါ့နော်ဒီ Jew ဘာသာရပ်တည်နေဒီဟိုပတ်သက်ပြီးကျွန်တော် Jew နဲ့ပတ်သက်တဲ့အမြင်တွေ Jew ဘာသာယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့အမြင်တွေကျွန်တော်လေ့လာတာရရှိလာတယ်ရှိလာတဲ့အခါကျတော့တက်တနာကဘာလဲဆိုတော့အကုန်လုံးကဘာသာတရားဘာသာတရားယုံကြည်ကိုးကွယ်မှုအားလုံးဒီမှာအားသာချက်တွေအားနေချက်တွေတော့ရှိကြတယ် အဲ့တော့အသာကြက်လို့ပြောကြပြီဆိုရင်သူရဲ့ social norm ပေါ့နော်ဒီလူမှုစံတုံးတွေလိုက်နာမယ်စီကန်းတွေဒါမျိုးကိစ္စတွေကအဲတုံတင်ဆုံးမမှုတွေလည်းအများကြီးရှိတယ်ဒီပေါ်မှာအနေမတူဘဲနဲ့ငင်းကြခုံကြရလေရှိနိုင်နေနော် it's okay ကျွန်တော်ဒါတွေပေါ်မှာဘယ်ဘက်ကိုမှကျွန်တော်အငင်းပွားပြီးပြောချင်တာမဟုတ်ကျွန်တော်စောက်ကြတဲ့နာကဘာလဲဆိုတော့ကျွန်တော်အဲ့လိုတစ်စုံတစ်ခုကဖန်ဆင်းထားရဆိုတဲ့အပေါ်မှာကျွန်တော်ကျွန်တော်အဆင်မပြေနေဘူးအဆင်ပြေမနေဘူးအဲ့တော့ဘာလဲဆိုတော့ဥပမာကျွန်တော်စပြီးကိုညံကိုကိုစပြီးတော့တော်တော်လေးတုံးပြီးတော့ဒါလေးဟိုတချို့ ဘလီဗာရဲ့အမြင်မှာဆိုရင်တော့မိုင်းမဲမှုတော့လေးမြင်ကောင်းမြင်ကြမယ်ပေါ့နော်ကျွန်တော်စပြီးမြင်လာတဲ့အချိန်မှာဟိုကအရာရာကိုလှုပ်ရတဲ့ဟာလေကိုလှုပ်ရစားတာသွားတာအိတ်တာနေတာထိုင်တာစတာဆိုကော်ဒီ subject နေရာမှာရှိတယ်ဆိုတော့ကျွန်တော်သဘောပေါက်လာ subject ပေါ့ subject ဆိုတော့ကိုကပြုတ်လုတူပေါ့နော်ပြုတ်လုတူတော့ဟို position ဟိုကဖြစ်တယ်ဆိုတော့ object နေရာကိုလေရောက်သွားနိုင်တာအဲ့တော့ကျွန်တော်ကိုကူကို subject လို့စဉ်းစားနေသူတယောက်ထစ်လာတဲ့အခါမှာငါ့ကိုတုံတရားအမိန်ပေးနေတာတုံတရားဖန်တီးထားတုံတရားလှုပ်လာတယ်ဆိုရင်အာတီတာကြီးကျွန်တော်တို့အင်မတန်ကြံစည်တာရှိတယ် အဲဒါဒီတစ်ပိုင်းပေါ့နော်အဲ့တော့ကျွန်တော်တစ်ဖက်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်နေထိုင်တာကဒါရန်ကုန်မြို့မှာပဲကျွန်တော်မွေးတာပေါ့ရန်ကုန်မြို့မှာမွေးတယ်ကျွန်တော်ပတ်ဝန်းကျင်မှာဆိုလေအစ္စလမ်ဘာသာဝင်အတိုင်းဝန်းထက်ဆိုင်ရင်ဒါဗုဒ္ဓဘာသာဝင်အတိုင်းဝန်းပုံရတယ်ကြောင်းသွားလို့ပဲဖြစ်ဖြစ်နေတဲ့ဘဝလှုပ်ရှားမှုခလီတငငချင်းနေနေဆော့ရဲအခါမှာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်နေအများကြီးနေကြုံတွေ့ရတယ်နောက်ပြီးကျွန်တော် ျွန်တော်မိသားစုကလည်းဒါ is number 1နဲ့ဖြစ်တယ်ဆိုပေမဲ့တော့ဒါမိသားစုတွေမှာလည်းအဲတခြားတခြားဆက်ဆက်လို့တခြားယုံကြည်ကိုးကွယ်မှုတွေလက်ခံနေသူတွေလည်းရှိရအထူးသဖြင့်ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်မှုတွေလက်ခံနေသူတွေရှိတဲ့အခါမှာဒီဖုန်းတို့ကြီးတွေဆရာတို့တွေဘာတွေနဲ့လည်းကျွန်တော်အရန်စိတ်မနေဘူး ဟိုကျွန်တော်ဗုဒ္ဓဘာသာဖုံးလို့ရင်းနေတွေ့ပြီဆိုလဲကောင်းကောင်းရှောက်တတ်တယ်เนาะကျွန်တော်ဟိုစကားပြောနိုင်တယ်ဟိုအဂါရဝမထစ်ဖိနေရင်းရင်းချင်းချင်းဂါရဝတရားနဲ့ကျွန်တော်ကျွန်တော်ပြောနိုင်တယ်အဲဒါပေမဲ့ဒီလိုအတိုင်းဝိုင်းနေဖုံးကြီးတောင်းနေပါတယ်ဆိုတော့လဲကျွန်တော်ငယ်စဉ်တည်းရောက်ွေးလက်ပွန်းတသိရှိတယ်ဗောနော်အဲ့တော့ကျွန်တော်စာဖတ်လာရေးအချိန်မှာဗုဒ္ဓ literature တွေဗောနော်ဒီစာပေတွေဗောဗုဒ္ဓစာပေတွေဒါတွေကျွန်တော်လေ့လာတဲ့အခါမှာ ဒီနေရာမှာလေးကျွန်တော်ထပ်ပြီးပြောပါမယ်အကန့်အသတ်ဆိုရှိပါတယ်ကျွန်တော်ဉာဏ်မီတလောက်နဲ့ကျွန်တော်လန်လန်းမီတလောက်ဖတ်တဲ့အခါမှာဗုဒ္ဓစာပေတွေထဲမှာဆိုလေကျွန်တော်အင်တာနက်တက်တဲ့ဒါဓမ္မစကြာတုတ်တို့အနတ္တလက္ခဏာတုတ်တို့ရှိသလိုကျွန်တော်တို့ကာလာမဏီကုံမဟောရီကေတာမူတီတုတ်နော်နိတာတုတ်ဒါတွေဆိုရင်ကျွန်တော်အင်တာနက်တက်တယ် ဒါပေမဲ့ဒီကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်ဖတ်ရှုခဲ့မိတဲ့အတိုင်းအတာကျွန်တော်ဆက်လက်လေ့လာနေတဲ့အတိုင်းအတာမှာကိုကျွန်တော်ဒီဗုဒ္ဓဘာသာအရာဆိုလေကျွန်တော်လက်မခံနိုင်တဲ့အရာတွေရှိတယ်။ဥပမာနိဗ္ဗာန်နဲ့ပတ်သက်တဲ့အမြင်၊နောင်ငရေဒီ၊နတ်ဒီအမြင်၊နောက် literature တွေစဉ်သက်ပုံပေါ်ဒီစာပေတွေစဉ်သက်လာပုံအဲစသည်ဖြင့်ပေါ့နော်။ဒါဗုဒ္ဓဘာသာလို့ပြောလိုက်တယ်ဆိုလေဒါအထယ်ကိုအရာဆိုရင်ကျွန်တော်တို့ဒီမှာဗမာဒီမှာအများဆုံးတွေ့ရတာကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာကိုပဲကျွန်တော် တွေ့ရတာ။အဲ့တော့နည်းနည်းအသက်ကြီးလာနေတဲ့မဟာယာနတွေကျွန်တော်တိဘက်ဗုဒ္ဓဆင်းတွေကျွန်တော်လက်လှမ်းမိတော့ဖတ်ရှုပါတယ်။ ါဒါပေမဲ့အဲ့လိုလူတွေဒီအဲ့လိုလွတ်မြောက်နိုင်တယ်နော်ဒီနိဗ္ဗာန်နာပေါ့နော်နိဗ္ဗာန်နာဆိုတာဟိုတချို့ကကြောက်လေသွားလို့ရတဲ့နေရာလို့လို့ပါလို့လို့ပြောကြတယ်ဒီနေရာမှာလေကျွန်တော်မတုံ့တက်ပါဘူးဒါလူတွေ belief နဲ့ယုံကြည်မှုနဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ကျွန်တော်နဲ့တော့တဟဇာတာတိတ်မဖြစ်ဘူးနောက်ပြီးတေသွားပြီဆိုရင်ငရဲငရဲရောက်သွားမှလားနတ်ဒီရောက်သွားမှလား COE နဲ့အကြိုခံရတာဘာနဲ့စသည်ဖြင့်ပေါ့နော်ဒီလိုယုံနှံပုံနေနေလေးကျွန်တော်အများကြီးတွေ့ရတယ်ပေါ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ ဟိုဒီမှာဆိုလေကျွန်တော်တို့ကကန်ကန်ဟိုအခြေပြုတဲ့စဉ်းစားဆင်ခြင်မှုတွေနော်နောက်ပြီးတော့ကျွန်တော်တန်တရာအမြင်တွေဒါတွေဒီလေးကျွန်တော်အတွက်အဲအခုချိန်အထိကျွန်တော်လေးလာနိုင်သလောက်လေးလာတဲ့ပတ်ဝန်းကျင်အဲလေးလာမှုမပြည့်စုံသေးရလေးဖြစ်နိုင်တယ်ကျွန်တော်အတွက်လက်မခံနိုင်ဘူးအဲဒါပေမဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ကျွန်တော်နေလားဆိုနေထိုင်နေကျွန်တော်ကိုယ်တိုင်မေတာဟို2000ခွန်ရှိကို30ကာလတွေဆိုကျွန်တော်မိတ်ဆွေတွေကျွန်တော်တငယ်ချင်းတွေနဲ့အတူဒါစကိုင်းတို့မန်လီတို့ကျွန်တော်တို့ ီဘက်တွေမှာရှိရဗုဒ္ဓဘာသာဖုံးတော်ကြီးကျောင်းနေညဘကျောင်းမှာရှိရဖုံးတော်ကြီးကျောင်းနေမှာကျွန်တော်စာကြည့်တိုက်လုပ်ငန်းတွေလိုက်လုပ်တာအဲဆရာတော်တွေနဲ့အတူတူဘာကပညာရေးမှာပါဝင်တာမိဘမဲ့ကလေးကျောင်းနေမှာစာသင်တာတွေလည်းကျွန်တော်ရှိခဲ့အဲဒါမဲ့ကျွန်တော်တရားအထုတ်မှုပေါ့နော်ဟိုကျွန်တော်တရားထိုင်တာတို့ကျွန်တော်တို့ဟိုမှတ်မှတ်ရှုတာတို့နော်ဒီအပိုင်းနေမှာတော့အဘိဓမ္မာကိုလေ့လာတဲ့အပိုင်းနေမှာတော့ကျွန်တော်လှုပ်ဆောင်ခဲ့ဘူးခြင်းမရှိဘူးအဲဒါမဲ့ကျွန်တော်ကဒီဗုဒ္ဓဘာသာဆိုတဲ့အရာပေါ်မှာလည်းကျွန်တော်ရင်မခုန်ဘူးပေါ့ထူးပြီးတော့ကျွန်တော်အတွက်ကျွန်တော်ကြိုက်တဲ့ကျွန်တော်နှစ်သက်တဲ့လူတွေအသိဉာဏ်ကိုအာဒီဘော့ ဒါဗုဒ္ဓနဲ့ဆိုဖျားဗုဒ္ဓဖျားရှင်ဟောကြားထားတဲ့เนาะဒီဟာတွေပုံမှန်လေအဲကျွန်တော်လေးစားပါတယ်ထို့တူပဲကျွန်တော်ဒါတမန်တော်မိုဟာမက်ဟိုဟောကြားခဲ့တဲ့เนาะကျွန်တော်တော့ဟိုဒီအလောင်ရှင်ရက်ပေါ့เนาะဒါထာဝရဘုရားသခင်ကနေပြီးတော့ကျွန်တော်ခြာပေးထားတဲ့ ကိုရန်မော့နော်ကိုရန်ချန်သာနောက်ပြီးတော့ဒီတမန်တော်ညက်ကဲအပြူအမူအရင်ဒီကိုကြီးကိုသွေးဒါအပြင်လူတွေကိုဆုံးမပုံနောက်သူနဲ့ဆက်ဆက်လာတဲ့တော့အစ္စလမ်ဘာသာမှာဆိုကျွန်တော်တို့ရှိကြတယ်ပေါ့နော်ပြန်လေပြီးတော့စူးစီးကြတယ်ကျွန်တော်တို့ဒါဟိုလောက်ကြတဲ့ဟဒီစ်တွေနော်ဒီတမိုင်းဇက်ကြောင်းနေကျွန်တော်ဒါမျိုးတွေရှိတယ်ဒီထက်မှလည်းတခါကိုကိုယုံကြည်မှုနဲ့ပတ်သက်ပြီးတော့အရင်အနည်းဆွဲနှုတ်ပြီးတော့အဲကျွန်တော်တို့ဟိုလေ့လာမိကိစ္စမျိုးတွေနောက်ပြီးတော့ဘာသာယုံကြည်ကိုကိုယုံမှုနဲ့ပတ်သက်တဲ့ တရားတပေါင်ဒလိအစသည်ဖြစ်ပေါ့ဗျာဖေကာလို့ခေါ်တဲ့ဓမ္မသက်ပိုင်းနေဒါမျိုးတွေမျိုးစုံရှိတယ်ကျွန်တော်လည်းလန်လန်းမီသလောက်ကျွန်တော်ရသလောက်ကြိုးစားလေ့လာတယ်အခုတတိလေးလေ့လာနေတော့မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲကျွန်တော်အဲ main logic ပေါ့နော် main logic တွေလို့ပြောလို့ရမယ်အဓိကကျွန်တော်တို့ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်တော့ကျွန်တော်အဲ့လိုအဲ့လို dead လည်နေတဲ့ကောင်းလို့ပဲခင်ဗျားတို့ပြောလို့ရပါမယ်အဲ့တော့ဒီနေရာမှာကျွန်တော်လုံးလုံးမယုံကြည်တဲ့အုပ်စုတွေရှိတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဒီဘာသာယုံကြည်မှုကနေပြီးတော့ထစ်လာတဲ့ နော်ဂျားပွဲသားတွေလို့ကျွန်တော်သုံးချင်တယ်အဲ့ဒါတော့ဂျားပွဲသားတော်တော်နည်းနည်းတော့ကျွန်တော်ပလီစီယာကြီးလေးမေးပြီးဖြစ်နိုင်နေတာအစ္စလမ်ဘာသာမှာဆိုရင်တော့သူကဖုံးကြီးလို့သာသနာဝင်တဲ့ဆိုတာတွေတော့မရှိဘူးပေါ့ဗျာအဲဒါပေမဲ့ဒီဒီအစ္စလမ်ဘာသာရဲ့တင် जा လေးလာမှုတွေကိုစဉ်ဆက်မပြတ်လက်ဆင့်ခံပြီးလှုပ်ဆောင်နေကြတဲ့သာသနာရေးကကျွမ်းကျင်တဲ့ပညာရှင်တွေပေါ့နော်ဒီပုံကိုယ်တွေနောက်ပြီးတော့ရရွာလူလူနော်အစ္စလမ်ဘာသာဝင်မဲ့ဖြစ်ပသေးတခြားမတူညီတဲ့လူတွေပုံမှန်ဥဆောင်နေတဲ့ဒါလီဒါတွေပေါ့အီမန်တွေလေးရှိကြမယ်ဒါပေမဲ့ ကျွန်တော်တွေးခဲ့ရတဲ့ပတ်ဝန်းကျင်ပေါ့လူဆိုတာလေကိုတွေးခဲ့ရတဲ့ပတ်ဝန်းကျင်ကိုနေခဲ့ရတဲ့အနေကနေပြီးတော့ကျွန်တော်တို့ကောက်ချက်ချတာပေါ့နော်ကောက်ချက်ချတော့ဒီထဲမှာလေဗလီဆီယာလို့ပဲကျွန်တော်တို့ပြောကြရင်ဗလီဆီယာကောင်းနေနော်ကို့ကိုတုံတင်ဆုံးမနိုင်တဲ့ဗလီဆီယာပေါင်းများစွာကိုလေတွေးခဲ့ဘူးသလိုအဲ့လိုကြောင်ကြားရည်လေကျွန်တော်တွေးခဲ့ဘူးဒါလိုပဲဗုဒ္ဓဘာသာဖုံးလို့ကြီးမှာဆိုရင်လေကျွန်တော်ဒါမျိုးတွေတွေ့ရကျွန်တော်အဲ့ aging တွေကိုကျွန်တော်တိတ်မယုံဘာသာယုံကြည်ကိုးကွယ်မှုနဲ့တခုခုနဲ့ဆက်ဆက်ပြီးစဉ်းစားတယ်ဒီ aging တွေကတော့လူတွေပြလူတွေဖြစ်တဲ့ကကျွန်တော်စောက်တက်တနာရှိတယ်စောက်တက်တနာရှိတော့တို့ရဲ့အတ္တ ်เนาะလောဘမောဟဒေါသတွေအကုန်ရှိနေသေးတဲ့လူတွေဖြစ်တဲ့အခါကျတော့ရှိနေတယ်ပေါ့เนาะဒီရှိမှုပေါင်းတွေကကြည့်မယ်ဆိုရှိနေတဲ့လူတွေအခါကျတော့ဆော့တလို့ရလေကျွန်တော်အများကြီးတွေ့ရတယ်ကျွန်တော်အဲ့ဘဲတွေကိုတော့ကျွန်တော်တိတ်မနစ်ညော်ဟိုဒါမှန်နေအတိုင်းပြောတာပါဘာသာယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာမှုလို့ကျွန်တော် main test တွေကိုကျွန်တော်လေ့လာနိုင်မှုလို့တယ်အဲနောက်ပြီးဖွင့်ဆိုရှင်းလင်းချက်တွေအဲ့မှာမှပညာရှင်တွေပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့ ဟိုကျွန်တော်တို့ဒါဖုန်းတော်ကြီးရေလေးထည့်နိုင်နေဆရာသမားကြီးလေးထည့်နိုင်နေအခရစ်ယာန်နဲ့ဒီနေ့ပတ်သက်ရင်တင်းဦးဆရာကြီးလေးထည့်နိုင်အမျိုးဆုံးပေါ့ဗျာရှိကြတော့ဟိုနတ်နတ်ယုံကြည်မှုနဲ့ပတ်သက်ရင်ဒါအဲနတ်ကတော်တွေနောက်နောက်နတ်နဲ့ပတ်သက်တဲ့ကျွမ်းကျင်သူတွေဒါတွေကိုစိတ်ကပ်ပြီးကိုယ့်အညီုံဖွင့်ရမယ်လေ့လာမယ်ဆိုတော့နားလေပေမဲ့ကိုယ်တိုင်ဓာတ်ရိုက်လေ့လာလို့ရရလို့ပဲယုံကြည်တယ်ကျွန်တော်ဒီပုံကိုယ်တွေပေါ်မှာတော့ကျွန်တော်အကြောင်းတရားချက်မေမေရရလို့ပြောရမှာတဲ့ဆိုင်ကျွန်တော်လူပုတ်ကိုအချင်းချင်းအဲ့လိုဆောက်စရာကြီးလုပ်နေကောင်းတယ်ဆိုကျွန်တော်ကြည့်မရအောင် အကြည့်မရတော့ကျွန်တော်အဲ့ဘဲတွေတော့မကြည့်ပါဘူးဒါမှန်တဲ့အတိုင်းပြောတာပါပြီးတော့တို့ပြောနေတဲ့ကိစ္စတွေတို့ရဲ့လှုပ်ဆောင်ချက်တွေတို့အသိဉာဏ်တွေတို့အပြုမှုတွေကြီးနိုင်ရင်လည်းအဲကျွန်တော်ဟိုစစ်မှန်ပြီးတော့သဘောကျစရာကောင်းတဲ့လူတွေလို့လည်းကျွန်တော်မမြင်ဘူးအဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်ဒီ logic အရလည်းဒီ tower up ဖျားသခင်တို့ pension ရှင်တို့လည်းကျွန်တော်မယုံသလိုလူလောကကြီးကနေလွတ်မြောက်သွားပြီးတော့အဲတနေရာမှာစိုက်ကတ်သွားမယ်အဲနိဗ္ဗာန်ပေါ့နော်ကျွန်တော်တို့ဒီလိုရောက်ရှိနိုင်နေနောက်ပြီးတော့ matte ဖိုးတွေစိုက်နိုင်နေဆိုရိကိစ္စမျိုးတွေပုံမှန်လည်းမယုံကြည်ပါဘူး ဲ့တော့ဒီနေရာမှာအဲ့လိုမယုံကြည်တဲ့အတွက်ပဲကျွန်တော်ဘာသာမကူးကွယ်တဲ့သူတယောက်ဘာသာမင်းတယောက်လို့ကျွန်တော် ြောပြောဆိုလို့ရတယ်ကျွန်တော်ကိုယ်တိုင်လေးအဲ့လိုခေါ်ခံယူတယ်။ဒါပေမဲ့ဘာသာမိတ်လို့ပြောလိုက်တယ်ဆိုရင်တော့ဒါနိုင်ငံတကာမှာပေါ့နော်ဒါလူလက်ဆက်ယုံကြည်ကိုယ်ကိုယ်ခင်အရာပဲဖြစ်ဖြစ်တခြားတခြားသောဒီ rally ဒီဘာသာယုံကြည်မှုနဲ့ပတ်သက်တဲ့လေ့လာမှုတွေပေါ့နော် religious study တွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်တတ်မှတ်ကြတာပေါ့လူမှုပေရာအရာဆိုတချို့ကကြတော့ atheist တွေပေါ့နော်ဒီ pantheism ကိုပဲလက်မခံတာတချို့က free thinker တွေအဲဒါမျိုးပေါ့စသဖြင့်အင်္ဂလိပ် word တွေနဲ့တတ်မှတ်ကြတာအများအများဆုံးရှိရပေါ့နော်အဲကျွန်တော်ကတော့ပြောရမယ်ဆိုဘာသာရက်ထားတဲ့သူ လို့ပဲကျွန်တော်ယုံကြည်ကိုးကွယ်မှုကိုရက်တန်ထားရသူဘာသာရက်သမားလို့ကျွန်တော်ပြောရင်ပုံမှန်မလားပေါ့ဘာသာမဲ့တဲ့ဆိုင်ရင်တော့ဘာလို့ဆိုကျွန်တော်ကဒီအရီကိုမလေ့လာရလဲမဟုတ်ဘူးဒါတွေကိုကျွန်တော်လုံးလုံးကြီး100%ပါဆိုင်ကြီးကျွန်တော်နင်းပယ်နေရလဲမဟုတ်ကျွန်တော် study လုပ်တယ်လေ့လာတယ်အဲလူမှုကျင့်ဝတ်တွေထဲမှာကျွန်တော်အလင်းတင့်တယ်လို့ကျွန်တော်လေ့လာမှုတွေကျွန်တော်ဉာဏ်မီတလောက်လုပ်တယ်အခုကျွန်တော်ဆက်လက်လေ့လာနေတာဗုဒ္ဓဘာသာနဲ့ပတ်သက်ရင်လေကျွန်တော်ဉာဏ်မီတလောက် เนาะကျွန်တော်ซาอุดิဘက်တွေအရှင်သိထီလာတို့เนาะဒီဆရာကြီးတွေဆရာတို့ဖိဆရာတို့ကြီးတွေရေးခဲ့တဲ့ซาอุดิကျွန်တော်လေ့လာမှုတွေရှိပါတယ်ကျွန်တော်လက်လန်းမိတော့ပါအစ္စလမ်ဘာသာဆိုရင်လဲเนาะကိုရမ်ဆိုတာပါဝဟီဆိုတာပါဟာဒီသ်ဆိုတာပါဖိကာဆိုတာပါเนาะနောက်ပြီးတော့တခါဒီမှာရှိခဲ့ ဟိုယုံကြည်ကိုးကွယ်မှုမတူညီတဲ့အသင်အပင်အုပ်စုတွေဘလို့ क्वे ဝါတယ်ဘသူကတော့ဘလို့ယုံကြည်ကြတယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာမှာလည်းထေရဝါဒဆိုပြီးအမြင်ရှိသလိုအစ္စလာမ်ဘာသာမှာလည်းထေရဝါဒအမြင်ရှိရသူတွေရှိကြတယ်အဲ့တချို့ fundamentalist တွေ radical တွေမျိုးစုံရှိကြတယ်ပေါ့ spectrum တွေပေါ့ဒီတန်တဲ့ရောင်စုံဖြာကြီးကိုညက်ကြီးကတော့တယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့ဗျာဒါတို့ကျွန်တော်ကောင်းကောင်းနားလေအဲ့တော့ကျွန်တော်ကတော့ ဒီနေရာမှာပြောရရင်တော့ဘာသာမဲ့လားလို့မင်းဟုတ်တယ်ကျွန်တော်ဘာသာမဲ့လို့ပဲပြောခြင်းတယ်အဲဘာသာမဲ့လို့ပြောတဲ့အခါမှာမင်းတတလုံးဘာသာမဲ့ဝါမလားလို့ပြောရင်လေကျွန်တော်ကတော့ကိုကူကိုမတာတာဝဲမယူနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်နှက်ဖန်မှာကျွန်တော်အတွက်ပေါ့နော်ဒါဖန်သင်းရှင်ရှိတဲ့ logic တရားပြောမယ်ဆိုရင်ဖန်သင်းရှင်ကတကုတ်တရားကြီးရာနေပဲဖြစ်ဖြစ်ကျွန်တော်အတိနဲ့အလင်းပွင့်မုန်းနေပဲဖြစ်ဖြစ်အလင်းပြလိုက်လို့ကျွန်တော်ရုတ်တရက်ကြီးဒါဟိုဇင်ဇင်ဗုဒ္ဓဗုဒ္ဓဘာသာပေါ့နော်ဇင်ဗုဒ္ဓဘာသာမှာဆိုရှိရယ်စာတိုရီကြတယ်ဆိုတော့အဲ့တော့စာတိုရီကြပြီအတိနဲ့ပွင့်လင်းသွားတဲ့အတွက် အဲကျွန်တော်ဒီ is number တော့ပြန်ပြီးတော့ယုံကြည်လက်ခံပြီးเนาะအလားထံမှာတိုင်တယ်ကိုကိုယ်ယုံကြည်ရဲ့သူတယောက်လေမထစ်သွားဘူးမပြောနိုင်ဘူးထို့အတူပဲကျွန်တော်ရဲ့ဉာဏ်မီမှုကျွန်တော်ရဲ့စာပေဖတ်ရှုမှုเนาะလေးလာမှုအရာပဲကျွန်တော်ဒီဒါနိဗ္ဗာန်နဲ့ပတ်သက်တဲ့ကျွန်တော်အမြင်နဲ့ကြောင်းဝနိုင်တာဗုဒ္ဓဘာသာယုံကြည်မှုနဲ့ပတ်သက်တဲ့ goal ပေါ့နော်ပန်းနိုင်တဲ့ပတ်သက်တဲ့အမြင်နဲ့ပုံမှာကျွန်တော်ပို့ပြီးရှင်းရှင်းလင်းလင်းဖြစ်သွားရင်လည်းကျွန်တော် maybe ဗုဒ္ဓဘာသာတရားဖြစ်သွားနိုင်ပါတယ် အော်ကျွန်တော်ကတော့ကိုကိုကိုဟိုဘာသာမဲ့ဘာသာမဲ့ဘာသာရေးတွေကိုမုံရမယ်ဆိုတော့နော်ဘာသာရေးတွေဒီမကောင်းဆိုတော့ရှူတော့ကျွန်တော်ရှိရသူမဟုတ်ဘူးဘာသာရေးတွေဒီသူ့ဘာသူအထယ်ကိုရကောင်းနိုင်တယ်ဒါပေမဲ့ဒီဘာသာရေးဆရာလို့ပြောတဲ့သူတွေဖုန်းကြီးတွေပါဒီလူတွေကတော့ဒီလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကနန်းမှာရှိရုံကြီးကိုးကွယ်မှုဆိုတဲ့ဟာတွေကိုသူတို့ရဲ့လောဘနဲ့သူတို့ရဲ့ရှင်သန်ရည်တည်မှုအတွက် ဟိုဆောက်ရှက်မရှိနည်းနည်းတောင်တိုက်တိုက်နေသူကခင်းနဲ့လျော်နေအောင်ပုံစံမျိုးစုံလုပ်ပြီးတော့ဆက်လက်ပြီးရှင်သန်ဖို့ကြိုးစားကြတာတော့တွေ့ရတယ်ကျွန်တော်အဲ့ဒါတော့နှစ်နှစ်ရောချင်းမရှိဘူးအဲ့အတွက်လည်းကျွန်တော်အဲ့ဒီတန်းခွဲနေနေကင်းကင်းရှင်းရှင်းကျွန်တော်အနေနေပါတယ်အဲကျွန်တော်အဲ့တော့မိမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေညီကိုမောင်နှမတွေမှာအစ္စလာမ်ဘာသာဝင်ပလီစရာတွေနော်ဒီလိုသာသနာအမှုထမ်းနေတဲ့သူတွေမရှိဘူးလားဆိုရှိပါတယ်ဗုဒ္ဓဘာသာရေးမှာဆိုရင်လေဒါအခု တင်ငန်းစီးဝါးတွေကျွန်တော်ငငယ်တော့အကြောင်းသားဘွားတွေအတီးကြီးတွေငယ်ယူရဟန်းနေလေးရှိတယ်လို့အသက်ကြီးမှတော်ထွက်ဖြစ်သွားတဲ့ပုံကိုယ်တွေလေကျွန်တော်တို့ဟိုလေးစားကြတဲ့သူတွေရှိပါတယ်အဲ့တော့ဒါပေမဲ့ဒါပေမဲ့အဲ့ဒါဒီအလွန်နေတဲ့ပမာဏပါနော်အလွန်နေတဲ့ပမာဏကျွန်တော်ကတော့အဲ့လိုကိုယုံကြည်အောင်တစ်တိုင်းမမက်လုံနေတဲ့သူတွေအပေါ်မှာတော့ကျွန်တော်ဘာမှဟိုတစ်တေရှုံချခြင်းဝေဖန်ခြင်းနော်အမုန်းစကားပြောခြင်းကျွန်တော်မှမရှိဘူးဒါပေမဲ့ကျွန်တော်ဘာလို့မကြိုက်ဘူးလဲဆိုတော့အဲ့လိုလူအဖွဲ့အစည်းကိုခေါင်းပုံထက်စားပြီးတော့ကိုကိုကိုအဲ့လိုအိမ်ဦးငန်းတက်နေတဲ့ဘာသာရေးဆရာရောင်ရောင် ုံကြီးရောင်ရောင်ပလီစရာရောင်ရောင်တင်းအုပ်စရာရောင်ရောင်အဲ့လိုရောင်ရောင်ကောင်တွေကိုတော့ကျွန်တော်လုံးဝသဘောမတွေ့ဘူးအဲအဲ့လိုလူတွေနဲ့ပတ်သက်ရင်လည်းအဲကျွန်တော်မှအဲ့လိုလူတွေကြောင့်ယုံကြည်ကိုယ်ကွယ်မှုတစ်ခုခုကိုလက်ခံရမယ်ဆိုရင်ကိုယ့်ကိုယ်ကိုတော်တော်အောက်တန်းကြတဲ့ကောင်လို့ပဲကျွန်တော်ယုံကြည်မိမှာပေါ့နော်။ဘာတလို့လဲဆိုကိုကျွန်တော်ကလည်းနည်းနည်းပဝင်နေတယ်ပြောရမလားတော့မသိဘူး။ကျွန်တော်အသိဉာဏ်နဲ့အဲ့ပုံကိုတချို့နေဆိုရင် level မတူဘူးတော့ထင်တယ်။ဒါလေးခင်ဗျားတို့တွေ့လိမ့်မယ်ဗျာ။ဟိုအစ္စလမ်ဘာသာဆိုလေအစ္စလမ်ဘာသာအရောက်ကိုယ့်ဘက်ကိုဖက်ရှုလေးလာကျင့်ကြံအားထုတ်နေတဲ့သူတွေရှိတယ်။အဲဒါပေမဲ့ အာငါဆရာပဲငါတို့ဘာကြီးကိုအာကုန်ဆောင်တာအဲဗုဒ္ဓဘာသာဆိုငါလည်းဖုန်းကြီးပဲငါညသာမစားဘူးစော်မချဘူးအဲ့တော့ငါဒီမင်းတို့အပေါ်မှာဒီလိုပြောလို့ရတယ်ဒီလိုပြောခွင့်ရှိတယ်ဆိုတော့အငြင်းမျိုးတွေနဲ့လူဖွဲ့စည်းကိုဖိနှိပ်နေတဲ့အေဂျင့်အုပ်စုကြီးပေါ့အဲ့အေဂျင့်အုပ်စုကြီးကိုတော့ကျွန်တော်တော်တော်ကြီးခါတိတယ်အဲဒါပေမဲ့အဲ့ထဲမှာလည်းသူယုံကြည်အောင်သူစနစ်တကျဆိုင်လိမက်တက်လုပ်နေတဲ့ပုံကိုယ်တွေဆရာသမားတွေကိုတော့ကျွန်တော်လေးစားတယ် အော်ဒါကတော့ကျွန်တော်ဘာသာယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အနေမှာတစ်ချိန်တည်းမှာပဲကျွန်တော်ဒီလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ယုံကြည်ကိုးကွယ်မှုမရှိခွင့်ကိုလည်းကျွန်တော်လေးစားရည်သူတယောက်ဖြစ်ပါတယ်။အဲဒါကတော့ကျွန်တော် comment မှာမကြမကြလာမေးနေကြတဲ့ဘာသာမိတ်လားတို့ဘင်္ဂါလီလားတို့ကလာလားဆိုတဲ့ကျွန်တော်ရဲ့ personal ပုံကိုရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကိုခင်ဗျားတို့တင်ပြပေးခြင်းဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။